မင်္ဂလာပါဒီနေ့မှာတော့ကျမဆေးရုံကဆင်းပြီးတော့မှကျမကိုတည်နေစောင့်မြုံနေတဲ့ဂျပန်နဲ့တရုတ်တင်မာမှုကိုကျမဆက်ပြေးတည်ပေးပါမယ်အာလုံးလုံးကြီးတော့မပြောက်သေးဘူးပေါ့နော်ဆေးရုံကဆင်းပြီးတော့နေနဲ့ အနားယူပြီးတော့အချိန်ရမယ့်အချိန်တော့ဟုတ်တယ်ဒါပေမဲ့ကျမတတင်းတော့ပြောနိုင်သေးတယ်တချို့ကျမကိုအာအပေါင်းလေးနေပေးခဲ့ပြီးမှကျမရဲ့ viewers တွေ followers တွေပေါ့နော်တတင်းနေဆောင်မြင်နေမယ်လို့ယူဆလို့ကျမတတင်းနေတင်ပြပါမယ်အဲ့ဒါပါလဲဆိုရင်ဒီဂျပန်နဲ့တရုတ်နဲ့တင်းမာနေတာလုံးဝတင်းမာနေတာအခုချိန်ထိအာတဖြည်းဖြည်းနဲ့ပေါ့နော်တရုတ်တွေကလည်းတို့ချီကအရှင်ယူလာတာတွေကကျမတတင်း ပြောခဲ့ပါတယ်ဂျပန်တရုတ်တွေဘက်ကနေအရှင်ယူရာကလည်းသူတို့လေကြောင်းလိုင်းတွေဖြတ်တောက်တယ်ပြီးရင်အပီလန်ဆာတွေဖြတ်တောက်တယ်အခုဆိုရင်လည်းသူတို့စီရေးပိုင်းမှာပေါ့နော်ဘာလဲဆိုလို့ရှိရင်တနင်္ဂနွေနေ့မှာဂျပန်ဝန်ကြီးကနေပြီးတော့မှပြောလိုက်တယ်အာသူတို့ရဲ့ထိုင်ဝမ်ရှိဘက်ကန်ယွန်းတဲ့ဒေကကနေပြီးတော့မှကီလိုမီတာ130ကျော်ကျွန်းကျွန်းမှာပေါ့နော်ဂျပန်ပိုင်နဲ့ကျွန်းမှာသူတို့ရဲ့အဝေးပစ်ဒုံးကျည်စနစ် unit တွေအဲ့မှာတက်ဆင်မယ်လို့သူတို့လုပ်နေပြီပေါ့နော်အဲ့လိုမျိုးတွေဟိုဒီတရုတ် နိုင်ငံခြားရေးရာဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူဒီမျိုးသမီးကပြောနေတာဒါဟာသူတို့အန္တရာယ်ကိုသူတို့ဖိတ်ခေါ်တာနဲ့အတူတူပဲတရုတ်နဲ့အာဂျပန်နဲ့ကပုံပုံတင်းမာလာပြီးဒီဂျိုင်ဝမ်ရေးမှာပေါ့ပြီးတော့ဂျပန်မျိုးသမီးဝန်ကြီးချုပ်ကိုတာကိုင်ရှိဆာနာရဲ့ကို G20 G20 လေအာတောင်အာဖရိကမှာသူတို့ညီလာခံတော့မတက်ခင်မှာသူ့ကိုမေးတယ် အဲဒီစကားကိုရုတ်သိမ်းမလားဒီလောက်တော့အရှင်ယူနေပြီတရုတ်တွေကတို့တွေတုတ်ပြန်နေတယ်ပင်လယ်ဆိုင်လည်းတွင်းခုံချွတ်ပြောချင်တဲ့ဘောကတို့ဘက်ကအာစီးပွားရေးတွေပတ်သက်ပြီးပိတ်ဆို့တာတွေအာမတွားရဘူးခီးတွားလုပ်ငန်းတွေပြီးတော့လေရင်လေရင်လမ်းကြောင်းတွေဖျက်တော့တာနဲ့ပတ်သက်ပြီးမှမဘလို့ဘလို့များစကားပြောင်းလဲမလဲပေါ့နော်အဲ့လိုမေးတဲ့အခါမှာထခိုင်ချစ်စာနာရေးကဘလို့ပြောလဲဆိုရင်ဘာမှနောက်ဆုတ်ဖို့ချုံအကြောင်းမရှိပါဘူးတို့ဟာဒီတိုင်းပဲဘာဖြစ်လို့လဲဆိုရင်သူ့ရဲ့ဆရာတော့ကြံခလန်ရတဲ့ရှင်ဆိုအားပဲလေအာရှင်ဆိုအားပဲဆိုတာဂျပန်ဝန်ကြီးချုပ်တက်တမ်းမှာသူအကြဆုံးလုပ်ခဲ့တဲ့ရှင်ဆိုအား ပဲเนาะသိပါတယ်အဘေဆန်ဆိုအလုံးသိကြတယ်အဲ့ထဲမှာမှရှင်ဆိုငါတို့ရဲ့ဆရာဝန်ကြီးချုပ်မှာကတဲ့ကဆရာရှင်ဆိုအဘေလက်ထက်မှာကတဲ့ကပြောခဲ့ပြီးသားအသိလင်းငါတို့ဒီဂျပန်ဒီထိုင်ဝမ်ကိုကောက်ွက်မယ်ထိုင်ဝမ်ကိုကျူးကျော်တယ်ဆိုလို့ရှိရင်တို့ကလည်းစီရီအပောင်းဝင်မယ်ဆိုတာဒီစကားရုပ်သိမ်းစာအကြောင်းမရှိဘူးဆိုပြီးတော့ပြောပါတယ်ပြောချင်တဲ့သဘောကအာနောက်ဆုံးပြီးတော့တို့တွန့်တုံနေမှာတော့မဟုတ်ဘူးပေါ့ကွာပြောချင်တဲ့သဘောเนาะအချိန်နဲ့ပူပူတင်းမာနေတယ်တင်မာတာကမှအာဒီဂျပန်မြို့သမီးသကိုင်ရှိဆနာရဲ့ဘောဒီတိမှတ်လို့မြအောင်เนาะကျွန်မကတည်းကပြောပါတယ်။ तू က ကုန်တရုတ်တွေလေရင်လိုင်းတွေတရုတ်ပြည်နယ်စာတွေးခွင့်မရလို့တို့နိုင်ငံကပတ်စံတွေဘယ်လောက်တွေဝင်ငွေတွေကျသွားပါတယ်ပြောပြမိမယ်သူကလဆာတိုးပေးသေးရဲ့ပြီးရင်ထောက်ပံ့ကြီးတွေတောင်တိုးပေးသေးရဲ့ပြီးမှတက်တက်တင်လောက်ပြမိမယ်နော်အားလုံးပဲအဆင်ပြေကြပါစေ bye bye